အနေမွေးအသက်ကအခုဆို60လीအသက်60ဆိုတော့စူဖို့ကဖို့ကတော့ဟိုဆိုနိုင်တယ်ကဖို့ကြတော့ပင်မန်းသွားပြီဒါပေမဲ့ဒီအရွယ်မှာတော့ရအောင်တော့စူးစမ်းကအောင်မှာပေါ့လीအဲ့တော့အဲကျွဲမဆိုမှကျွဲမကြည့်အောင်ဆရာနန်းရှိခဲ့တပည့်အရင်မှာကူဒါဆိုရင်အနေမတက္ကသိုလ်ဆောင်ပြောသလိုတတိလစ်လစ်သွားနာစကားတွေอ่ะအခုကြမှာသားတို့ကအဲ့ကြောင့်ပြောတော့ဒီတချင်းလေးတွေပြန်တတိရတယ်ဆိုဖြစ်တယ်ကျွဲမှာ ော့မကြမကြခုကတော့ကကြပါပြီအဲမကြမကြဒီပွဲကင်းမှာလည်းကတယ်အပြင်မှာလည်းအနေမျိုးတို့အခုဆိုလို့ရှင်ရုပ်ရှင်သဘင်ဂီတညီကုံမောင်နှမတွေဆုံးအများဆုံးအဖြစ်တော့ကလေးတွေတော်တော်များများကအဲရုပ်ရှင်မင်းသားဖြစ်ချင်တာတို့ဟလာအစိုးရဖြစ်ချင်တာတို့များလည်းသဘင်ကိုဟိုသဘင်ကိုကြတော့ အားနည်းတယ်ပေါ့လေတပင်ကိုစိတ်ဝင်စားမှုနည်းပါတယ်အခုကျတော့ဒီဂီတကလေးတွေရအောင်ရုပ်ရှင်ကကလေးတွေရအောင်တပင်ကိုစိတ်ဝင်စားပြီးတော့လာပြီးတော့အဲတပင်စင်မြင့်ကြီးကိုလာပြီးတော့သူတို့ကကျင်နေဆိုတော့စိတ်ကအမေတို့အတွက်ပီတိဖြစ်စရာကောင်းတာပေါ့ဘာလို့တပင်အမှုပညာသမားဆိုတာကနေပါတယ်လေတပင်ကိုချစ်ခင်တဲ့သူရှိတော့ရှိရဲဒါပေမဲ့ရှားပါတယ်အခုတော့ဂီတရုပ်ရှင်မိသားစုတွေကပါအဲဇက်ခုံကြီးကို ပွဲခင်းကြီးကိုစိတ်ဝင်စားပြီးတော့လာပြီးကကြတာဆိုတော့အမေကတော့ဂုဏ်ယူတာပေါ့အဲပြောစရာကောင်းတာလေအဲဒါဆောင်မုန်းလာပြီးနေညပွဲလေးဖြစ်တယ်နောက်တကအဲရုပ်ရှင်သဘင်ဂီတမိသားစုတွေဒါစုံတာဆိုတော့ဟိုနင်းအဲကြံလဲပါတယ်နောက်ထွန်းထွန်းလဲပါတယ်နောက်တကကျတော့အဲရှိုင်းလေးလဲပါတယ်နော်နောက်တကကျတော့အခုအဇန်ဟင်းရဲ့နောက်ဘွန်းရဲ့ဆမ်းမင်းအောင်ရဲ့ နောက်ဖူးချီအဲ့တော့ဒါဟိုပျော်ပျော်ပါးပါးပေါ့ဟိုတို့အရင်ကတော့ဇက်လိုမျိုးဆိုရင်တော့အော်ပရာလေးပြတ်ဆက်တယ်နှစ်ပါးသားတွေဒီလိုအစုံကရတာပေါ့အခုကျတော့ဒီဟိုတယ်ကြီးမှာဒီမိုးတို့ပြီးတဲ့အချိန်နဲ့အာတချင်းနေလဲဆိုကြတယ်ရုပ်ရှင်ဂီတကလေးတွေရာလဲတချင်းနေလဲဆိုရဲနောက်တစ်ခါတေးတယုတ်ဖော်လေးတွေလဲဆိုကြတယ်အဲကကြတယ်နောက်တစ်ခါနှစ်ပါးသားလဲကမင်းနောက်တစ်ခါဟိုဟိုဟာပေါ့ တီးတီးဖို့လေးတွေပေါ့အဲ့ဒါလေးတွေရောဆိုတော့တကယ်ဘရီဒါအနီမူတို့ငငယ်တုန်းကဆိုတဇောင်းမိုးလာပြီးနေဆိုရင်အဲဘရီဒါပွဲပေါ့နော်အဲအဲ့တော့မြင်းပြိုင်ပွဲမှာအလိုကနေကြပွဲနေမှုအဲ့ဒီအတိုင်းအနီမူတို့ငငယ်တုန်းကလိုပွဲတွေပြန်ဖြစ်တဲ့အတွက်အနီမူကတော့ဝင်းတာတာပေါ့တမီးရဲ့အခုမှပွဲတွေပြန်ဖြစ်ရတာပေါ့လေအနီမူတို့ဟိုတပြင်းနုပညာရှင်ကကြတော့ဒီလိုဆိုရင်အာဟိုတဏ္ဍာရီလုံးလှည့်ပြီးကြကြတာပေါ့ ဇက်ဖွဲ့သူဖွဲ့သားတွေအများကြီးနဲ့သွားကြရတာလीသွားကြပြီးတော့မှနေဒီမှာလည်းကကြရတာအခုအရင်ကတော့အလူကရတာပေါ့အခုဒီဒီနေ့ကစပြီးတော့ပွဲကြီးလည်းဖြစ်လာပြီးပြန်လည်းကရပြီးဆိုတော့ဟိုနေဒီမှာလည်းအခုကနေကြပြီလीအဲဒီလိုသပင်ကမင်းသားလေးတွေမင်းသမီးလေးတွေနေမှာလည်းကရရတယ် မန္တလေးလည်းကရရတယ်ဟာလာတောင်ကြီးလည်းကကြရတယ်အနေနဲ့ရဲ့ရမှာ ခုဆိုကကြရပြီ အနီမိုးတို့ကတော့ရန်ကုန်မှာရောက်နေတဲ့ခါကျတော့ဒီဟိုတယ်မှာအနီမိုးတို့ပွဲခင်းအစီအစဉ်နဲ့ကကြရတာမင်္ဂလာရှိတာပေါ့လေနောက်ပြီးတော့ဒါဟိုဘာခေါ်လဲစေပေါင်းခါလည်းညပေါ့စေပေါင်းခါလည်းညလည်းဖြစ်တယ်အနီမိုးတို့ကတော့မန္တလေးသူကြီးဆိုတော့ဒီလိုအချိန်ဆိုတိတ်ပျော်စရာကောင်းတာ ပတ်နကူလွတ်ရတယ်ပတ်နကူဖွဲရတယ်ပျော်စရာကောင်းတယ်နောက်ပေါ့ဟိုတခိုးညဆိုပြီးတော့ပေါ့လေကိုယ်အိမ်လေးနေကိုအိမ်ရှိတညာလုံးမအိတ်ကြောင်အိမ်ရှိထွက်ပြီးတော့စောင့်နေကြတာပေါ့တချို့ဆိုရင်ဒီဘက်ကဒီဘက်အိမ်ကဟိုဒီဘက်အိမ်ကဥမာဆိုတော့ဆက်ဆိုင်ကတစိမ့်လေးဆိုရင်ဟိုဘက်အိမ်သွားချိတ်ထားတယ်နောက်ဒီဘက်အိမ်ကဒီဘက်အိမ်ကသူတို့ဘေးနေ ဆိုင်ပုတ်ကလေးကနေခိုးဘက်ကိုသွားပို့တယ်။နောက်စန်တာကနေဒီဘက်ကနေခိုးဘက်ကိုပြန်ပို့တယ်။ဒါမန္တလေးမှာဆိုရင်တော့အရန်ပျော်စရာကောင်းတာ။ဟိုပါပေါ့ပျော်ပျော်ပါပါစတဲ့သဘောပေါ့။အာအနီမွေးကတော့ဒီမှာတော့ဇန်ဟင်းကိုအားဖြည့်တာက အနီမွေးလို့အာပနာမဆူကြမယ်။နောက်တစ်ခါအာအနီမွေးဖိုးနန်းတော်ရှင်ဆရာတင်ရဲ့အာတထီးဝါရတချင်းလေးဆိုမယ်။နောက်တစ်ခါနှစ်ပါးသွားကြရင်အာရမဆွဲချင်းလေးနဲ့အနီမွေးကလည်းကမယ်ဆိုလဲဆိုမယ်။ပြောစရာကြီးပေါ့တမီးရဲ့။ ်ဟုတ်ဟုတ်တယ်အဲ့တော့ငွေရေတွေကအာရမအဲနောက်ပြတော့အနီမကကျမ်းမာရေးကြောင့်တချင်းတွေကလည်းဘာတချင်းဆိုရမလဲဆိုတာပရိသတ်ကပြောမှပြန်ပြီးတရိယာအော်ဒီတချင်းပဲဆိုတော့ကိုစိုးနေကြတချင်းနေပဲဆိုပြက်နာပေါ့နော်အာနင်းရွှေပြည်စိုးလေးဆိုပါအောင်ပေါ့နောက်တစ်ခါတုံးကြော်မာလေးဆိုပါအောင်ပေါ့နောက်ဗာနဲ့ကိုလီဝေတချင်းလေးဆိုပါအဲ့ကြမှာအော်ဟုတ်သားပဲဆိုမှတရိယာပြန်ဆိုပြက်တာအခုကတော့ဒီကနေ့တော့ အာရမတချင်းလေးနဲ့ကမယ်ပေါ့သမီးရဲ့음ဆုံးရတာကတော့ခိုးဝေးတချင်းကတော့အများကြီးပေါ့သားရဲ့အဲခုနအဲကျွဲမအာရမတုံးကြုံမအာလက်ရည်တပင်ဒီခိုးဝေးတချင်းကအများကြီးပေါ့အခုတော့ဖိုးဖိုးကြီးရဲ့အဲအမတ်တရအစီအစဉ်ကိုအနေမလို့တခါမှမလုပ်ရသေးဘူးဖိုးဖိုးကြီးအပထမအစီအစဉ်တော့ဖိုးဖိုးကြီးကိုနှစ်တရာကြာရင်ဖိုးဖိုးကြီးကိုပွဲလုံးမယ်လို့စီစဉ်ပြီးတော့အဲလုံကမလုပ်ဖြစ်ခဲ့ကြဘူးပေါ့လေအခုတော့ပြန်ပြီးတော့အဲ အနီမွေးရဲ့ဟိုဟိုဒီယာမိုရိုနဲ့တိုင်ပင်ပြီးတော့ဆရာအကိုကြီးဦးညင်းမင်းရဲ့ကိုနန်းဝင်းတို့ရဲ့သူတို့တိုင်ပင်ပြီးတော့အခုပိုးဝင်းနန်းတို့ရှင်ဆရာတင်ပွဲလေးလုပ်ကြမှာပါအနိမွေအတက်ကအခုဆို60လေအတက်60ဆိုတော့စူဖို့ကဖို့ကတော့ဟိုဆိုနိုင်တယ်ကဖို့ကြတော့ပင်မန်းသွားပြီဒါပေမဲ့ဒီအရွယ်မှာတော့ရအောင်တော့စူးစမ်းကရမှာပေါ့လေအဲ့တော့အဲကျွဲမဆိုမှကျွဲမကြည့်အောင်ဆရာနန်းရှိခဲ့ တပည့်ရင်မကူဒါဆိုရင်အနုမတခုစောစောကပြောသလိုတတိလစ်လစ်သွားတာစကားတွေရအခုကျမှသားတို့ကအဲ့ဒီကြောင့်ပြောတော့ဒီသချင်းလေးတွေပြန်တရီရတယ်ဆိုဖြစ်တယ်ကျွဲမကျွဲမကြည်အောင် နောက်တခါဘဝင်းနဲ့တော့ရှင်ဆက်တင်ရေးထားတာမနဲ့ပတ်သက်တဲ့သချင်းတွေအများကြီးရှိတယ်တော်တော်များများကျွဲမအာယာမတုံးကြုံမအဲအများကြီးပဲနောက်တခါအဲနောက်တခါကျတော့ဟိုအကြဝါဒကြတထေးဝါဒအာဂျေးဝါဝါဒ အဲအဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့ဒီချင်းတွေလည်းအများကြီးခုတော့ဖြည်းဖြည်းချင်းကြာတော့ဒီချင်းလေးတွေပြန်စုဝင်ရရင်ပေါ့သမီးရဲ့ဟုတ်ပါပြီဘိုးဘွေးဒီချင်းတွေကိုတတိတရနဲ့အာမျိုးဆက်တတိယတိနေတာဖြစ်တဲ့အတွက်မြန်ဝင်းတာတာပေါ့လေ အခုမျိုးဆက်တဲ့ကလေးတွေတချင်းဆိုကြတာကိုအန်မွေကအခုတတော်မှရှိနေတယ်လိုင်းပေါ်မှရှိနေကြတယ်ဆိုကြတာကိုအန်မွေကတော့ဂုဏ်ယူပါတယ်အဲကြီးလက်ကျူးစုတန်တယ်မျိုးဆက်တဲ့ကလေးတွေတော်တော်များများကလေးတွေကဒီတချင်းကြားဘူးတယ်ဒါဘယ်သူဆိုမှမသိဘူးဘာမှမသိဘူးဆိုတော့အဲလိုင်းပေါ်မှဆိုကြတော့လည်းအန်မွေကအဲပီလက်ပီတီဖြစ်တယ်အဲကြီးလက်ကျင်တဲ့ဒါပေမဲ့စီးနေတဲ့တန်နေဆူစီချင်တာပေါ့လေဖိုးဖိုးကြီးရဲ့တချင်းကိုရိုးရမပြတ်ဆူစီချင်တယ်ဒါတွေကိုဟိုဟောပေါ့ ဟိုဟာတွေပြောင်းပြီးတော့ဘာရှင်းနေပြောင်းပြီးတော့ဆိုတာကိုလည်းမဖြစ်စေချင်ဘူး။အရသာလည်းမပြက်ကလေးမျိုးဆက်တစ်တည်းလည်းအဲသူတို့နားနဲ့ဝင်အောင်ဆိုကြတာဆိုရဲကောင်းပါလေ။ဒါပေမဲ့အနီမွေးတို့ကဒါကိုတော့ဟိုထိမ့်သိမ်းထားရတာပေါ့။ဒီတချင်းတွေပျောက်ပြက်သွားမှဆိုရင်လည်းဘသူဆိုဆိုအနီမွေးတို့လာပြီးခွင့်တန်းခွင့်ပြုတယ်။ဒါပေမဲ့ဟိုတချင်းတွေကိုအပြက်စီးဖြစ်သွား မလုတ်စီချင်ဘူးဒါပဲလိုပါတယ်ဒီခါကျတော့ပူပူရဲ့နှလုံးသားနဲ့ရေးထားတဲ့ချင်းနော်ဟုတ်တာဖြည့်စင်းနေတဲ့ဆိုရက်ခါကျတော့ဒါမမှုချင်းတော့ဘယ်လိုခံစားခံစားရတာပေါ့မဆိုးရကြငါတင်ရှေးကလို့အိုးထားနဲ့ဘုံဝေးပဲပြိုးမြန်မာတော့တောင်းငါကြလေဒါမှပေါ့ရှင်ခစ်ကြည့်ဖိုးရေးထားတာနော်အနီမိုးတို့မမွေးခင်ကလေးက ခစ်ကြီးပြောင်းလဲတယ်နောင်အသွေးသွေးဆရာနန်းတော်ရှိဆိုတဲ့ဆလံဆန်းဆိုရာရွေးပါလို့ရေစီမေနားထောင်နော်ဟောခလေးတွေပဲตาလုံးဝေးကြတော့မပေါ်ရှင်စီးစီပါလေ ခရပိုးရတီးတွေပါပဲစာစုပေးအခရသလူတီးစကားအသေးနဲ့ရေးမအကုန်နားလဲရှာစကားအသေးနဲ့နော်စကားအသေးနဲ့ရေးမအကုန်နားလဲရှာမဲနားလဲရှာမဲတချင်းကြီးမုံမင်မစခန်းမကွာလာပါဘူးတုံးရွေလဲနံဗမယာတနမာလာပန်းကြွာကြွာဆောင်းဆောင်မွေလဲဆောင်းဆောင်မွေလဲ အဲဆိုရမစို့ဒီရှာအရှိကြီးပေါ့အတိပယ်ကတော့ဒီမျိုးစက်တချင်းပြက်တွေပေါ့လေဥမာဆိုရင်အမင်းညာဆိုရင်ဟိုတနင်္ညာလိုင်းမောင်မှာအဲခလေးလေးတွေပြောကြတာပေါ့လေအညညပတ်ပတ်ပြောကြအဲမျိုးစက်မျိုးစက်တစ်ကလေးတွေအဲတိုးတက်တာမျိုးဆက်တစ်တီတိုးတက်ရစ်ဖို့အဖိုးနန်းတော်ရှင်ဆရာတင်ရောအဲတခြားအဆရာဆရာကြီးတွေရေးကြတာအဖိုးတန်တဲ့တချင်းလေးတွေကိုတော့မဖြက်စည်းဖို့ကောင်းတဲ့တချင်းလေးတွေကိုမျက်မျက်နုံနုံနဲ့ ထိမ့်သိမ့်မှုအမေကမြစ်တရက်ခတ်มาတယ်အဲအဲ့ဒါပေါ့လေဒါမှမဟုတ်အနေမိုးတော့အခုကျတော့ဟိုဘောပွဲလမ်းနေရလဲအခုမှပြန်စတာဟုတ်အဲ့ကြအရင်တိုင်းပြန်ဆူကြရတော့မှာပါဘဝီတချင်းနေရောဟိုမျိုးဆက်တဲ့အနေမိုးတို့ကကိုယ့်စင်ပေါ်မှာ stage show လဲဆိုတာပဲအနေမိုးတို့ခစ်ကြရ stage show လဲဆိုတာပဲဗမာတန်လဲဆိုတာပဲတချင်းကြီးတချင်းကန်လဲဆိုတာပဲအနေမိုးတို့ခစ်တုံးပါ အခုခေတ်ကျတော့ပြည်သက်ရှိကိုရောက်ဖို့ကခင်းရင်သွားပြီခင်းရင်လည်းဆိုဟိုဟိုတစ်တော့မှာပဲရှိမယ်လေဇက်ခုံကြီးပေါ်မှာစူဖို့ကဖို့ကြခင်းရင်နေအခုတော့ပြန်ပြန်တွေ့ရပါပြီကိုရီပေါ့လေအနေမူကတော့ငယ်ဆုံးကိုအဲ့တော့အာကိုနန်းဝင်းရဲ့အာအမိုင်းနက်ခင်းရဲ့ခင်မွန်းဒါရိုက်တာဦးငင်းမင်းရဲ့နောက်ဟိုတလောကပဲအဲဒီယာမွန်တို့နဲ့တိုင်ပင်ပြီးတော့စီစဉ်နေပါပြီဟုတ်ကဲ့ အော်ကိုလက်ချမ်းမာတော့မသေးခင်ပေါ့လေဘိုးဘိုးကြီးနန်းတော်ရှင်အမှတ်တရကတော့လုတ်ဖြစ်အောင် လုတ်ချင်သေးတယ်တချင်းနေလဲဆိုလို့ရှိရတာပြောအဖဆိုနော်အဲတချင်းနေမို့အနေမို့လို့ပထမစီဇန်ထားတာဥမာဆိုတော့စင်ကြီးကလုံးကြီးတချင်းရဲ့တချင်းကအတိတ်ပဲရှိတယ်အဲ့တချင်းလေးအတိုင်းအဲ့တချင်းအတိတ်ပဲလေးကိုအနေမို့တော့ဟိုဟာပေါ့ဟိုဟာပေါ့ တက်ဆက်တူတူလေးပေါ့အဲစင်ကြီးကလုံးကြီးရဲ့အိဗယ်လေးကိုအဲဟိုတို့ကအဲ့တုန်းကတော့တို့ရုပ်ရှင်ကမိသားစုတွေကလည်းနောက်လက်ရှိဆက်တဲ့တချင်ကိုလှုပ်ပေးခြင်းကြတာဆိုတော့သူတို့ကအဲဒီစင်ကြီးကလုံးကြီးရဲ့အိဗယ်ကိုဒီကကျက်ဆက်တူလေးလုံမယ်ပြီးလဲပြီးတော့မှအဲ့စင်ကြီးကလုံးကြီးရဲ့အိဗယ်လည်းပြီးတော့မှဒီဘက်ကတယောက်ကတခြင်းစင်ကြီးလူကြီးတခြင်းကိုစုမယ်နောက်တကကျွဲမတခြင်းကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာအဲကျွဲမရဲ့အကြောင်းလေးကိုအတူလေးပေါ့ အဲပြက်ဆက်တူလေးပေါ့လေအဲအဲ့ဒါလေး ਨੇ ပြီးတော့မှအဲတွဲမှတင်အဲ့လိုလေးစီစဉ်ထားပါတယ်အရင်အရင်တုန်းကမဟုတ်အရင်တုန်းကစီစဉ်ထားတာအခုတော့အကိုလေးနဲ့ပြန်ပြောကြအောင်ပါပေါ့လေဟုတ်ကဲ့ပါဥမာကျေးဇူးတင်